အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုရရှိနေတာတော့ရန်ကုန်မြို့ဗုဒ္ဓထောင်မြို့နယ်မှာရှိတဲ့ဝင်ကြီးများရုံပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူပတ်ပြီးတော့ကြည့်ကြအောင် ရုံးထဲမှာဘာမာဝက်ဆိုတဲ့နိုင်ဆိုင်လည်းရှိတယ်။တခြားဆိုင်ကနေလည်းရှိတယ်။အထဲဝင်ကြည့်ကြရအောင်။ ဒါကဝင်ကြီးများယုံရဲ့အတွင်းဘက်ရှောက်လန်းဖြစ်ပါတယ်အထဲမှာရှိတဲ့ဆိုင်ကဲတွေလိုက်ပြပေးမယ်ဒါကတော့ဟမ်မိတ်ဆိုင်ကဲမှာ ဆိုင်တဲ့ပစ္စည်းတွေကိုတစ်ခုချင်းအသေးစိတ်ရိုက်ပြပေးမယ် ဒါကတော့အလှကုံဆိုင်ခိုင်းမှာဒါက fancy ဆိုင်ခိုင်းမှာဒါတွေကတော့ရှေးဟောင်းပစ္စည်းပပူးလက်ရဆိုင်ခိုင်းတွေဖြစ်ပါတယ် ဒါကတော့ဘာမာဝက်နိုင်ဆိုင်ဖြစ်ပါတယ်။ကိုကြိုက်တဲ့ပုံစံနဲ့ customer သွားအပ်လို့ရပါတယ်ခင်ဗျ။အတွင်းထဲကဆိုင်ခင်းတွေကိုလိုက်ပြပေးပါဦးမယ်။ဈေးပွဲတော့လုပ်တဲ့ဆိုလို့ရှိရင်ဒီဆိုင်ခင်းတွေထဲမှာဆိုင်တွေလာငှားပြီးတော့ဈေးပွဲတော့ဖွင့်ကြတာပါ။ပုံမှန်ချိန်မှာတော့ဆိုင်ခင်းတွေကအခန်းလွတ်တွေဖြစ်နေပါတယ်။ ဆိုင်ငဲဆိုပေမဲ့သူကအခန်းနေတကားနေအဲ့လိုပိတ်ထားတာမဟုတ်ဒီလိုလေးပဲ partition လေးနေပဲကာထားတာပါ ါကတော့ဝင်ချင်းများရုံရဲ့အတွင်းရှောက်လန်းဖြစ်ပါတယ်ဒီထဲမှာတချို့ခန်းတွေကိုကိုပိုင်အင်္ဂလိပ်ကျောင်းတွေ ရုံးခန်းတွေကုမ္ပဏီတွေပြင်မြှောက်ငှားထားတာကိုတွေ့ရပါတယ်ခင်ဗျာ ခုတွေ့နေရတာတော့အပေါ်ဓာတ်ကိုတက်တဲ့လေကားပါပြီးတော့မှအရှိန်နဲ့သွားပြီးတော့ဝင်ပြီးတော့တက်ပြပါမယ်ခုတွေ့မြင်ရတဲ့ဘက်အချမ်းကတော့မဟာပန်နူလာလမ်းနဲ့တိမ်ဖြူလမ်းတောက်ဘက်ကအချမ်းပဲဖြစ်ပါတယ် ဝင်ကြီးများရုံရဲ့ဧရိယာတော်တော်လေးကိုကျဲဝမ်းပါလေမဟာပန္ဒုလလန်တိမ်ဖြူလန်ဘောအောင်ကျော်လန်နဲ့အနော်ရထာလန်တောင်းဝအကွက်ကြီးပဲဖြစ်ပါတယ် လေကားတစ်ခုတွေ့ရဲ့အဖို့တက်ကိုခဏတက်ကြည့်မယ်။ ပေါ်ဓာတ်ခန်းနေတွေ့ရတဲ့မြင်ကွင်းမှာခင်ဗျအပေါ်မှာတော့ဘာမှမရှိပါဘူးကိုပိုင်းចောင်းတစ်ခုငားထတာကိုတွေ့ရတယ်ခင်ဗျဘာမှမရှိတဲ့အတွက်ပြန်ဆင်းလာခဲ့ပါပြီဒီဘက်ချင်းကတော့တေဖြူလန်းကိုမျက်နှာမူထားတဲ့ဝင်ကြီးများရုံရဲ့မျက်နှာစာဝင်ပေါက်ပတ်အချင်းပဲဖြစ်ပါတယ် တိခပင်တွေကိုစနေတကျစိုက်ပျိုးထားတာကိုအခုလိုပဲတွေ့မြင်ရပါတယ်ဒါကတော့အလဲဝင်ပေါက်ပါဒီနေ့မှာပွဲတစ်ခုရှိနေတဲ့အထဲမှာ ဝင်ကြီးမရုံအေရီယာကတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲတော်တော်ကြီးကိုခြေဝန်းပါတယ် ဒီနေရာကတော့တိမ်ဖြူလဲနဲ့အနော်ရထာလဲတောင်ကျိုးဘက်ပဲဖြစ်ပါတယ်ဒီဘက်ဆိုင်ကနေပူနေတဲ့အတွက်ကျွန်တော်မသွားတော့ဘူး ဒီအဆောင်ရဲ့ရှေ့မှာတော့စက်ကူပန်းပင် ရှိပါတယ်။သူကကိုကိုပင်လိုအပင်အကြီးတစ်ခုမှတွေ့ပြီးတော့ပေါက်နေတဲ့စက်ကူပန်းပင်ခြုံပြီးပါ။တော်တော်လေးတော့လှပါတယ်။ လူငယ်အချို့လည်းတပ်ပုံအလှလာရိုက်နေတာကိုခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ် ဝင်ကြီးများရုံးထဲမှာဖွင့်ထားတဲ့စိုင်တွေကုမ္ပဏီလိပ်စာတွေရဲ့လမ်းညွှန်မှာ KFC စိုင်ခွဲလည်းရှိပါတယ်ထဲကိုကျွန်တော်နဲ့တူဝင်ကြည့်ကြမယ်အထဲမှာတော့ coffee sign မိုက်စာလေးတစ်ခုရှိပါတယ် ဒီနေရာလေးကအတော်လေးကိုလှတယ်တချို့တွေရှေးခေအဝယ်စားရဝယ်ပြီးတော့ပရိဝတီနေအလားတပုံတွေရိုက်ပြီးတော့တင်နေကြတာကိုမြင်ပူးကြမယ်လို့ထင်ပါတယ်အပေါ်တက်ကိုအောက်ကနေပင့်ပြီးတော့ရိုက်ပြန်ပြီးထားတာပါ ်ပေါ်တဲ့ကိုတက်ပြီးတော့အပေါ်ကမြင်ရတဲ့အမြင်ခွင့်လေးကိုရိုက်ပြပေးပါအောင်မယ်။ ူငယ်တော်တော်များများဒီညလေးမှာတက်ပုံလာရကြပါတယ်ကျွန်တော်ကတော့တယောက်တည်းသွားတာမို့လို့ဗာတက်ပုံမှမရခဲ့ပါဘူး ရှန်ကုန်မြို့ကိုရောက်ရှိခဲ့မယ်ဆိုရင်ဝင်ကြီးများရုံကိုအလဲတစ်ခေါက်လာရောက်ပြီးတပ်ပုံလှလှလေးတွေရိုက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ